2025ခုနှစ်မေလ10ရက်နေ့တွင်အိန္ဒိယနှင့်ပါကစ္စတန်တို့ကအပြစ်အဝါနှင့်ချက်ချင်းအပြစ်ခရယာဆဲရေးသဘောတူညီခဲ့ကြပါတယ်။ဒီအပြစ်ခရယာဆဲရေးကအိန္ဒိယစံတော်ချိန်ညနေ9:00မှစတင်မှဖြစ်ပြီးတော့အမေရိကန်ပြောင်စုစစ်ဆင်ညနိုင်မှုနဲ့စီစဉ်ခဲ့ခြင်းဖြစ်တဲ့ဒါပေမဲ့သဘောတူညီချက်ရပြီးနိုင်ရင်အနိုင်ငယ်အကြံပါပဲအပြစ်ခရယာဆဲရေးပြတ်သွားခဲ့ပါတယ်။စစ်နကမှပောက်ကွဲတိုင်းကြားရပြီးမောင်းတူမဲ့လျင်တွေအိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့အနောက်ဘက်မှာရှိတဲ့ဘာမဲရီဖာရိုပူရီကက်စနဲ့အခြားနေရာများပေါ်မှာပြတ်တန်းနေတာကိုတွေ့ရှိရပါတယ်။ ဂျမ္မူးနဲ့ကက်ရှမီးယားပြည်နယ်ဝန်ကြီးချုပ်အိုမာအဗ်ဒူလာကပါကစ္စတန်ရဲ့အပြစ်ခရစေယူကိုချူပေါက်ခြင်းနဲ့ပတ်သက်ပြီးတော့လွန်ကုန်ဒေါသပြခဲ့ပါတယ်။ပောက်ခွဲမှုများနဲ့ဒရုန်းများနဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယအတွင်းမှာတင်းမာမှုတွေတိုးလာတဲ့အတွက်ကြောင့်သူမစိတ်စိတ်မကောင်းဖြစ်ရကြောင်းပြောပါတယ်။အိန္ဒိယက၎င်းရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကိုအသက်သွင်းခြင်းဖြင့်တိုးပြန်ခဲ့ပါတယ်။၎င်းတို့ကအကာစဒုံးဂျီစနစ်နဲ့ A70 လေယာဉ်ဖြင့်တနားတွေပါဝင်ပါတယ်။ဒီစနစ်တွေဟာဝင်ရောက်လာတဲ့ချိန်ချောမှုများကိုရပ်တန့်ကဖျက်ဆီးနိုင်ခဲ့ပါတယ်။အိန္ဒိယစစ်တပ်နဲ့လေတပ် အခုပေါင်းတော့တိုက်ခတ်မှုတွေကိုကင်တွယ်ပြင်းရှင်းမှာဆောင်ရွက်ခဲ့ကြပါတယ်။ရွှေလက်နက်နဲ့လူသူများတဲ့ဒုံးကျည်တွေနဲ့လေရင်ပြေတနာတွေကဲတဲ့လက်နက်တွေအသုံးပြုခဲ့ကြပါတယ်။၎င်းတို့ကဒုံးကျည်တွေကိုဦးတည်ရအောင်ဆက်ပွင့်နေတဲ့ electronic jammer နဲ့ radar တွေပါဝင်ခဲ့ပြီးဒီအဆွေမဟုတ်တဲ့နီလန်းတို့အသုံးပြုခဲ့ကြပါတယ်။ပြစ်ကရဆေးရေးသဘောတူညီထားတော့လဲအချိန်မှတင်းမာနေဆဲဖြစ်ပါတယ်။နိုင်ငံစလုံးကမြန်မာနဲ့ဒီပေချက်တွေကြံစည်နေကြအောင်ပြပါတယ်။တိုက်ပွဲတွေပြန်ဆက်လာမှာကိုစိုးရိမ်နေတယ်လို့နိုင်ငံတကာလေ့လာသူတွေကပြောပါတယ်။